ကဲကျွန်တော်ရဲ့ချက်တော်မိတ်ဆွေများကျွန်တော်ရဲ့ချက်တော်အမျိုးများအားလုံးပဲမင်္ဂလာပါမင်္ဂလာပါနော်ကျွန်တော်ကတော့ကျွန်တော်မိတ်ဆွေတွေရဲ့အမြဲတမ်းထာဝရကိုကြော်ပါဟုတ်ပြီနော်ကဲကျွန်တော်မိတ်ဆွေတွေကျွန်တော်ပေးထားခဲ့တဲ့ဇာတို့မွေးပတ်တီးတတိယဖြစ်ပတ်တီးကျွန်တော်တို့နော်ကိုကျွန်တော်ပြောခဲ့တဲ့အတိုင်းဒီညနေကျွန်တော်တို့၄နိုင်ခွဲစီမှာကိုကိုဆိုပြီးတော့မှာဇာတို့မွေးပတ်တီးကျွန်တော်တို့နော်ကိုအောင်မြင်သွားပြီကျွန်တော်မိတ်ဆွေတွေအားလုံးအဆင်ပြေသွားပြီနော်အဲ့တော့ကြံတဲ့ကျွန်တော်တို့၃ရက်ဖြစ်တဲ့၁၄ရက်၁၅ရက်၁၆ရက်နော် အဲ့ကြံ၃ရက်ကိုထပ်ပြီးတော့ဇာတို့ပတ်ဒီတက်လို့ရင်ဇာတို့မွေးကွက်ကျွန်တော်နှစ်ကွက်ကျွန်တော်ထပ်ပြီးမယ်နော်အဲ့ဒါကျွန်တော်မိတ်ဆွေတွေကတခါတည်းမှတ်ပြီးတော့အခုကြံ၃ရက်ဖြစ်တဲ့ဗုဒ္ဓဟူးကြာလာရေးတောက်ကြအဲ့ကြံတဲ့၃ရက်ကိုထပ်ပြီးတော့ဇာတို့တက်လို့နဲ့ဇာတို့မွေးနှစ်ကွက်ကိုဆက်ပြီးတော့လိုက်တာဒုတိယတစ်ကြိမ်ကျွန်တော်မိတ်ဆွေတွေထပ်ပြီးတော့အဆင်ပြေသွားအောင်လို့ဒုတိယတစ်ကြိမ်ထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေအားလုံးအောင်မြင်သွားအောင်လို့အခုကတော့ကျွန်တော်ပေးထားခဲ့တဲ့တထည့်ပြဇာတို့ပတ်ဒီကျွန်တော်တို့ကိုเนาะကျွန်တော်မိတ်ဆွေတွေအားလုံး ကိုပတ်ဒီကိုကျွန်တော်တည်တည်ချာချာဇာလို့လိုက်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် like ခိုင်းထားတဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအားလုံးအဆင်ပြေသွားပြီเนาะအဲ့တော့ဇာတို့ပတ်ဒီကိုနဲ့အဆင်ပြေသွားတဲ့ကျွန်တော်မိတ်ဆွေတွေเนาะပေါက်ကြီးလေးတွေဘယ်လောက်ရလဲဆိုတာကို comment လေးမှာเนาะမှတ်ပေးဒါမှလည်းကျွန်တော်လည်းကျွန်တော်မိတ်ဆွေတွေအဲ့လိုရတော့ကျွန်တော်လည်းဝမ်းသာတယ် PD ဖြစ်တယ်เนาะပေါက်ကြီးလေးတွေ comment လေးမှာမှတ်ပေးထားရတဲ့မိတ်ဆွေတွေက comment မှာမှတ်เนาะကျွန်တော်ထပ်ပေးမယ်အဲ့ဒါကျွန်တော်တို့ ဟုတ်တယ်ခုကြာလာလေးတောက်ကြအဲကြံလေးရဲ့ကိုကျွန်တော်ထပ်ပြမယ်နော်ကျွန်တော်မိတ်ဆွေတွေကတခါတည်းမှတ်သွားအဲ့တော့ကျွန်တော်ဗီဒီယိုကိုကျွန်တော်မိတ်ဆွေတွေကအစားဆုံးကြည့်ကျွန်တော်ပြောပြမိမယ်ဇာတို့ပတ်ဒီတစ်လုံးရယ်ဇာတို့မွေးနှစ်ကွက်ကဲအခုကြံသုံးရက်ဗုဒ္ဓဟူးကြာလာလေးတောက်ကြနော်အဲကြံသုံးရက်ကိုတည်တည်ချာချာထပ်ပြီးတော့ဒုတိယကြိမ်ထပ်ပြီးတော့အောင်မြင်စေရမယ်ကျွန်တော်မိတ်ဆွေတွေကခရူးဆိုင်ပြီးတော့တည်တည်ချာချာဆော့နော်အခုကြံတဲ့သုံးရက်ကကျွန်တော်တို့၁၄ရက်9လပိုင်း2025ကနေကျွန်တော်တို့၁၆ရက်9လပိုင်း2025 ဆိုတော့ကျွန်တော်တို့ဘုတ်တခုကြာတော့လေးတောက်ကြเนาะကျွန်တော်တို့အဲ့ကြံတဲ့300ကိုထပ်ပြီးတော့ကျင်းတည်တေချာပေါက်ဇာတို့ပတ်တီတစ်လုံးနဲ့ဇာတို့မွေးနှစ်ကွက်တေချာပေါက်ထပ်ပြီးတော့ဇာတို့ပတ်တီကိုဇာတို့နဲ့လိုက်ပြီးတော့ဆော့ထားဒုတိယကျင်းထပ်ပြီးတော့အစင်ပြေသွားအောင်လို့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအလုံးကကျွန်တော် channel ကအဲ့ဒီ subscribe ဆိုတဲ့စာတမ်းလေးကိုတည်တည်ချာချာနှိပ်เนาะ subscribe မနေရသေးတဲ့မိတ်ဆွေက subscribe နှိပ်ပြီးတော့မှတည်တည်ချာချာကြည့်ပြီးရင်ဘေးကခေါင်းလောင်းလေးကိုတည်ထားလက်မလေးတွေပြီးထားကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ခဏပြောပြမိမယ်ဇာတို့မွေးခဏပြောပြမိမယ် เนาะတည်တည်ချာချာမှတ်ပြီးတော့မနေ့ဖန်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့ရက်စပြီးတော့ဆော့เนาะကျွန်တော်တို့ကျွန်တော်ပထမကြိမ်အခုကျွန်တော်တို့เนาะဇာတို့ပတ်တိကျွန်တော်တို့ကိုအောင်မြင်သွားပြီနောက်ထပ်ဒုတိယကြိမ်ထပ်ပြီးတော့ဇာတို့လိုက်ရမယ်ဇာတို့ပတ်တိတလုံးကကျွန်တော်တို့၄เนาะဇာတို့ပတ်တိ၄အဲ့ဒါကကျွန်တော်တို့၁၄ရက်၅လပိုင်း၂၀၂၅ကနေကျွန်တော်တို့၁၆ရက်၅လပိုင်း၂၀၂၅ဆိုတော့ဗုဒ္ဓဟူးကြာလာလေးတောက်ကြเนาะအဲ့ကျန်တဲ့၃ရက်ကိုဇာတို့ပတ်တိ၄ကိုဇာတို့မွေးပြီးတော့ ိုင်ပိုင်နိုင်နိုင်ထပ်ပြီးတော့ပတ်တာเนาะဇာတို့ဘက်တီးက၄ဇာတို့မွေးကွက်၂ကွက်က၄3ရယ်၄6 4 3 4 9 43 49အဲ့လာကကျွန်တော်တို့မနေ့ဖန်ဗုဒ္ဓဟူးနေ့ကနေစပြီးတော့ဇာတို့မွေးဗုဒ္ဓဟူးကြာတာတွေတောက်ကြအဲ့၃ရမှာကျင်းနေတည်ကြပေါ့ဇာတို့ဘက်တီး၄ရထပ်ပြီးတော့ဆင်းလာလိမ့်မယ်ကျွန်တော်မိတ်ဆွေတွေဂယုဆက်ပြီးတော့ဇာတို့ဘက်တီး၄ကိုဂယုဆက်ပြီးတော့ပတ်ဇာတို့ပတ်เนาะကျွန်တော်မိတ်ဆွေတွေအားလုံးဒါကျွန်တော်မိတ်ဆွေတွေကိုဒုတိယတစ်ကြိမ်ထပ်ပြီးတော့ရစေခြင်းနဲ့စေတနာနဲ့မေတ္တာလက်ဆောင် ဖရီကျွန်တော်တခါလေးပြောပြတာเนาะကျွန်တော်မိတ်ဆွေတွေကတည်တည်ချာချာထပ်ပြီးတော့ဂယူဆက်ပြီးတော့ဇာတို့ပတ်ဒီလေးကိုဗုဒ္ဓဟူဂျာတာပတိတောက်ကြအကျန်တဲ့လေးရက်ကိုတည်တည်ချာချာဇာတို့လိုက်ပြီးတော့ဆော့တာကျွန်တော်မိတ်ဆွေတွေဒုတိယတစ်ကြိမ်ထပ်ပြီးတော့အစဉ်ပြေစေရမယ်เนาะဇာတို့ပတ်ဒီကလေးဇာတို့မွေးနှစ်ကွက်က၄၃၄ရဲ့เนาะအဲ့ဇာတို့မွေးနှစ်ကွက်ဇာတို့ပတ်ဒီကကျွန်တော်လေးဟုတ်ပြီကျွန်တော်မိတ်ဆွေတွေအားလုံးဒုတိယတစ်ကြိမ်ထပ်ပြီးတော့အစဉ်ပြေကြပါစေကျွန်တော်မိတ်ဆွေတွေအားလုံးအားလုံးပွဲတိုင်းမှာကျွန်တော်အစဉ်ပြေအောင်ကျွန်တော် လုတ်ပေးမယ်လို့ကျွန်တော်ပြောခဲ့တဲ့အတိုင်းကျွန်တော်မိတ်ဆွေတွေဒီညနေ၄နာရီခွဲစီမှာပဲကိုကိုဆိုပြီးတော့ဇာတို့ပတ်တီကိုနဲ့အားလုံးအဆင်ပြေသွားပြီဒုရယာကျင်းဇာတို့ပတ်တီလေးကိုလည်းထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကဂယူးဆက်ပြီးတော့ဇာတို့လိုက်တာเนาะကျွန်တော်မိတ်ဆွေအားလုံးဒုရယာကျင်းထပ်ပြီးတော့အဆင်ပြေသွားအောင်လို့ဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေအားလုံးပဲ မင်္ဂလာရှိသောညချမ်းမှာစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်မိတ်ဆွေတို့ရဲ့ဘဝမှာရေလိုအေးလိုပန်းလိုမွှေးကြပါစေလို့နော်ကျွန်တော်မိတ်ဆွေတို့ရဲ့ကုကြောကဆူတောင်းပေးလိုက်ပါတယ်ကျွန်တော်ချက်တော်မိတ်ဆွေတွေအားလုံးအားလုံးအဆင်ပြေကြပါစေလို့နော်အားလုံးအားလုံးကုလားကုလား